တရဏကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏကုံကိုယ်ဝယ်တဲ့အချိုးကျေးဇူးဟာ အလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အချိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ ဖရတရားတန်ဃာကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတေခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့တရဏဂုံစိတ်ကပ်တဲ့ပုဂ္ဂိုလ်အပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာ တကားတူကဘုရားဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမပါလို့လေလို့ဆိုလို့ရှိရင်တန်ငါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါတဘာဝပဲ ကိုဘာတွေလုတ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေဂာနိကြလာပြီးတော့စိတ်ထဲမှာနှွမ်းမိုးနေမှာပဲအဲသူလည်းတေဂာနိကြတော့သူလုတ်လာခဲ့တာငါးရိဖန်သက်ရောင်းချဒီလိုလုတ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့နှွမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချမ်းနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆုံးခံရင်းနဲ့ ဲ့တခါကြီးတေးအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စို့မလားဆိုပြီးတော့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတယ် လိုက်ဆိုလိုက်တယ်အင်္ဂန္တရဏကိစ္ဆာမိလဲဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့မဆိုနိုင်တော့ဘူးငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ်နတ်ဆိုတာလူလူမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တယ် အဲ့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမစိုးနှက်ဖြစ်တဲ့အကြောင်းပြောရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ရဟန္တာကြီးကပြောတယ်မင်းမမစိုးနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမစိုးနိုင်တော့ဘူး